။ငင်္ဂနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ25ရက်ကနေ21ရက်နေ့အတောတွင်းမှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်။ငွေကြေးကိစ္စအဆင်ပြေမယ်၊လုပ်ငန်းကိစ္စအဆင်ပြေမယ်၊ကာလရှည်ကြာစိုင်းငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ်။ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်။ 15ရက်နေ့ဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလိုမတော်တဆထိကံပွင့်တဲ့နေ့ကိုယူဆရမယ်နေ့တစ်ခုဖြစ်တဲ့အသွာလာနေ့တိုင်းယူဆရမယ်အနောက်ရက်ကိုဒီသွားစရာနေ့ရှိတတ်တဲ့နေ့တန်တိုင်းခွဲနေ့ညနေ3နာရီတွင်သွားလာယူဆရမယ်16ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့ဆင်ပြေခြင်းကံတွေပြန်လည်ပေါ်ထွန်းလာပြီးတော့ရှင်မကျအောင်မြင်မယ်ဒါပေမဲ့ယံနဲ့မနာလိုသူတွေကြားရတဲ့ဖြစ်သန်းရတဲ့16ရက်နေ့မှာ ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိနိုင်တယ်။ဆက်ရှိရနေမှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်းလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းတွေရှိမယ်။၁၉ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောကန်နိုင်ခြင်းကိုကြုံမယ်။20ရက်နေ့မှာရန်တိုက်ခံနေရှင်မယ်ပြီးမှအလိုပြည့်စုံမယ်လက်ပွင့်ခြင်းကံပွင့်ခြင်းတွေရှိမယ်။၂၁ရက်နေ့မှာ စာဝဲဆန္ဒငွေကြေးလက်ပြောင်းလက်တွဲသတိထားမယ်ငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့တဲ့အဲ့ဒီနေ့မှာမတော်တဆနဲ့ဂူဆာမယ်တောင်ရက်ကုန်တီသွားစရာတွေရှိတဲ့တဲ့နေ့၁၂နိုင်နဲ့တနိုင်ခွဲတွင်အသွာလာနေထိုင်ကိုဂူဆာရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတောက်ချာနေ့မွေးသူများကြောင့်စိန်အောင်ရှယ်ဖြစ်တတ်တယ်အနေ့ရောင်ပြရင်ရောင်မိခိုးရောင်တို့ကိုသုံးမှာ ရှစ်လေးကိုကဏ္ဍတွေကိုအကျိုးပေးတဲ့ကဏ္ဍတွေဖြစ်သွန်ဆွဲနိုင်ပါတယ်။အိမ်နိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးအကြောင်းမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်။